ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ဒီမှာရွေရပင် channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ခொနေသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးဇင်ယောနီမှဟောကြားထားသော2025ခုနှစ်အောက်တိုဘာလ10ရက်နေ့မှ9ရက်နေ့အထိတပတ်စာကျမ်းပြုဟောစာကိုပြည့်ပြည့်စုံစုံဖတ်ကြားပေးထားပါရစေ။အစည်းအဝေးလေးမစခင်မှာတဦးစေတနာတဦးမြတ်သားဆိုသလို subscribe လေးနေပေးခဲ့ဖို့တောင်းဆိုပါရစေ။အစ်တတနိုင်တီအောင်လဲမိနာအကောင်းလုံးလေးကိုလည်းနှိပ်ထားပေး ေးခဲ့ဖို့မမေ့နဲ့နော် တနင်္ဂနွေသားသမီးများအတွေ့တပတ်စာဟော့စတန်ဒီရက်တွင်အတွဲမှာစကားများရန်ဖြစ်ရတဲ့တဲ့ဘလိုပဲကင်းအောင်နေနေပြဿနာတွေကလာပြီးပတ်သက်နေတတ်ပါတယ်မိသားစုအတွက်မှာလည်းတယောက်တစ်ပေါက်ဆိုသလိုဖြစ်နေတတ်ပါတယ်ပြီးသွားပြီလို့ထင်ထားတဲ့ပြဿနာတွေပြန်ပေါ်လာတတ်တယ်အလုံးမှစိတ်ကုန်စရာတွေကြုံလာမယ်အလုံးပြောင်းခြင်းစိတ်တွေပေါ်လာတတ်ပါတယ်အလုံးပြုတ်တာတို့အိမ်ပေါ်ကဆင်းသွားမိတာတို့ကြီးစားနေပြတ်သွားတာတို့ဆိုတာဒီလိုကိမျိုးမှာကြုံရတတ်တာတတိပြုပါအင်မတန်ရင်းနှီးသူတွေတဲကကျမကြီးအသေး ဲတန်ညံ့တာပါတယ်မထမတ်တဲ့နေရာကငွေအကူအညီရတဲ့တဲ့ခြိပေါက်မဲပေါက်တလို့ငွေတွေပစ္စည်းတွေဝင်လာတဲ့တဲ့အောက်လငယ်သားတို့အတွက်စစ်ချမ်းသာစရာတွေဖြစ်လာမယ်မိမိပျောက်ပျောက်ဖြစ်နေတဲ့လူတွေပြန်ပေါ်လာတဲ့တဲ့ပွဲစားအကျိုးဆောင်လုပ်ငန်းပညာရေးသင်တန်း online နဲ့ချိတ်ဆက်ထားသောအလုပ်တွေတိုးတက်မယ်ကံကောင်းစေသောကဏ္ဍများမှာတစ်ချောက်ကဏ္ဍများဖြစ်ပါတယ်ရရရမမသူများကိုစေဝါသူမဟုတ်စေဘွားကလှူဒန်းလိုက်ပါလေတနင်္ဂနွေသားသမီးများလုံးကိုစိတ်နှပြန်ကြမှာချမ်းသာကြပြီးကံညာဝရိယအသော ုံးချက်လုံးအောင်ကောင်းအောင်ကြိုးပမ်းတော်မူနိုင်ကြပါစေ။တနင်္ဂနွေသားသမီးများတွေတိုက်ဆိုင်မင်္ဂမကကွန်မန့်မှာတစ်ခု ရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာဇင်ော်နီးနဲ့ဗီဒီမီမြန်ဆွေးနွေးတိုင်ပင်လို့တဲ့အခါ၃၉၈၉လေးကိုတိလေးလေးတိလေးတို့ဘိုင်ဘာမှာတဲ့ဆက်သွဲမီးများနိုင်ပါတယ်။ တနင်္လာသားသမီးများတွေတပတ်စာဟော့စတန်ဒီရတွင်အတွင်းမှာတခြားမှသလိုဝိဇာမလိုက်သလိုအံဩစရာကောင်းတော့ထူထူခြားခြားတူးတက်ပြောင်းလဲမှုတွေကြုံလာမယ်။တရင်ကောင်ဧည့်သည်ကောင်းတွေရောက်လာမယ်။ခီးနဲ့ပတ်သက်တဲ့ရဝေးနဲ့ဆက်နွယ်တဲ့အလုပ်တွေအောင်မြင်မယ်။အဖို့ရန်ပစ္စည်းတွေရဝေးကလည်းငွေတွေပစ္စည်းတွေရောက်လာတတ်ပါတယ်။အနည်းကမိတ်ဆွေမောင်နှမတွေကြောင့်စိတ်ညစ်ရတဲ့တည်းလူရင်းတွေကအမှုပြဒနာကြုံရတတ်ပါတယ်။ညရာတိုင်းကအဆောက်အဦကိစ္စအခက်ကြုံတတ်ပါတယ်။ပြဒနာဖြစ်နေသူတွေနဲ့ပြန်ပြီး အဆင်ပြေသွားမယ်အထင်လွဲခံရတာတွေအဆင်ပြေသွားမယ်ဆရာသမားကြီးကဲသူတို့ရဲ့အကူအညီကောင်းတွေရမယ်ပညာရေးသင်တန်းဘာသာရေးကိစ္စအခွင့်အလမ်းကောင်းတွေပေါ်လာမယ်စင်စရာမယွန်းတာအလင်ခံရတာရင်းတွေဆက်တွေနဲ့ကြီးကဲမိတာသတိပြုပါချစ်သူအိမ်နောက်ဘက်မှာစမ်းမာရေးသတိပြုပါကံကောင်းစေသောကနများမှာငါးသုံးကနများဖြစ်ပါတယ်ရေရေရမျက်စင်မျက်စိစေးဝါမျက်မှန်ဆိုင်ရာ ကုသူပြုပါလေတနေ့လာသာသမီများလုံးကိုစိတ်နှပြန်စမ်းမာချမ်းသာကြပြီးကံညာဝရိယာသုံးချက်လုံးအောင် အောင်ကြိုးပမ်းတော်မူနိုင်ကြပါစေ။ဒနယ်လာသားသမီးများအတွက်တိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှော်မြင်ပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ကကတွေကိုဆရာဇင်ယောနီနဲ့ဗီရင်မင်းမင်းဆွန်းွန်းတိုင်ပင်လို့တဲ့အခါ၃ညကို၈ကိုလေးကိုတလေးလေးတလေးတူဘိုင်ဘာမထိုင်ဆက်သွဲမင်းမြန်နိုင်ပါတယ်။ အင်္ဂါအသာသမီးများတွေတပတ်စာဝေါ်စတန်ဒီရက်တွေအတွင်းမှာငွေရှင်ကြီးရှင်နေမယ်ထီထိုးတင်တဲ့ရက်တွေပါပဲအဖိုးရန်ပစ္စည်းတွေဝင်တာလက်ဆောင်ပစ္စည်းတွေရတာအကြောင်းကြောင်းနဲ့ထွက်နေတဲ့ငွေတွေပစ္စည်းတွေပြောင်းဝင်လာတာရဝေးကဝန်သားစရာဧည့်သည်တွေရောက်လာတာနေရာထိုင်ခင်းကိစ္စအဆောက်အဦကိစ္စအစဉ်ပြေအောင်မြင်တာတွေကြုံရမယ်လျှက်စစ်နဲ့ပတ်သက်လို့ပြင်ဆင်မွေးမံရတာတွေလုပ်ပြမယ်အောက်လငယ်သားအသာသမီးရဲ့အတွက်စိတ်ချမ်းသာစရာတွေကြုံရမယ်အောက်လငယ်သားတို့ရဲ့ပညာရေးကိစ္စခီးကိစ္စတွေအောင်မြင်မယ်အခြေရေး ရဲ့အိမ်တော်ရင်မှာလဲကောင်းသောအပြောင်းလဲတွေကြုံလာမယ်သူတို့မရဲ့အချင်းရဲ့အိမ်တော်ရင်မှာတော့ဈာညာဖြစ်ရှင်းရတာပါတယ်အတူအထောင်ချက်သွင်းသူတွေကြောင့်မိသားစုစိတ်ဝမ်းကွဲရတာတဲ့အလုံးမှာအတိုက်ခံအပြိုင်ဆိုင်တွေကြောင့်စိတ်ညစ်ရတာပါတယ်အထူးသဖြင့်မိမတယောက်ခလောက်ဆန်းနေမယ်ကံကောင်းစေသောကဏ္ဍများမှာလင်းနေကဏ္ဍများဖြစ်ပါတယ်ရရရကိုရင်လေးများကိုငွေရှိကဏ္ဍလူပါလေအင်္ဂါသားသမီးများလုံးကိုစိတ်ငပြားကြမ်းမှန်ချမ်းသာကြပြီးကံညာဝရိယာသုံးချက်လုံးအောင်ကျူပန်းတော်မူနိုင်ကြပါစေအင်္ဂါသားသမီးများတို့ တိုက်ဆိုင်မှန်ကမကကွန်မတ်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ကကတွေကိုဆင်အားစင်ယောနီနဲ့ဗီရင်မင်းမြန်ဆွနှွေးတံမလို့တဲ့အခါ၃ညကို၈ကိုလေးကိုတလေးလေးတလေးတို့ဘိုင်ပါမတဲ့ဆက်သွဲမင်းမြန်နိုင်ပါတယ် ဘုရူသားသမီးများတွေတပတ်စာဟောတဲ့ဒီရတွေတွေမှာစိတ်ချမ်းသာစရာတွေအတော်များများကြုံလာမယ်ပျော်ပဲရှင်ပွဲတွေကြုံတာအေးအေးဆေးဆေးခရီးတွေသွားတာအဘိုးရန်ပစ္စည်းတွေဝင်လာတာစိတ်ချမ်းသာဝယ်တရင်ကောင်ဧည့်သည်ကောင်တွေရောက်လာတာတွေကြုံရတတ်ပါတယ်အမျိုးသမီးတဦးကထိထိရောက်ရောက်အကူအညီကောင်းတွေပေးလာမယ်လုပ်ငန်းတွေတည်တည်တသာအောင်မြင်တာစီးပွားတည်တည်တသာတက်တာမျိုးတွေကြုံလာမယ်အောက်လငယ်သားတွေအတွက်ပူပန်နေရရင်လည်းအေးချမ်းသွားမယ်မိဘဆရာသမားကြီးကဲသူတွေအတွက်လည်းဝမ်းမြောက်စရာများ ုံရကြားရတတ်ပါတယ်ပညာရေးကိစ္စသင်တန်းကိစ္စတွေအောင်မြင်မယ်ခြိပေါက်သလိုငွေတွေဝင်လာခြင်းရှိတယ်ဆုံးရှုံးမတက်ဖြစ်နေတဲ့ငွေတွေပစ္စည်းတွေပြောင်းဝင်လာတတ်တယ်အိမ်ကြီးချင်းတွေလုပ်ဖော်ကိုင်ဘက်တွေကအကောက်ကြံတတ်တာသတိပြုပါလိမ့်ကြချော်လဲတာမျိုးသတိပြုပါအခြေရေးအိမ်တော်ရေးမှာတရင်ကောင်းကြားရမယ်ကံကောင်းစေသောကဏ္ဍများမှာနှစ်ခုနှစ်ကဏ္ဍများဖြစ်ပါတယ်ရေရရမိတ်ဆွေများကိုအဝတ်ထည်ဌာနပြုပါလေဘုရသာသမီးများလုံးကိုစိတ်နှပြန်ကြမ်းမှာချမ်းသာကြပြီးကံညာဝရိယအသုံးချက်လုံးအောက်အောင်ကြိုးပမ်းတော်မူနိုင်ကြ ါပါစေ။ဘရူသားသမီးများအတွေ့တိုက်ဆိုင်မှန်ကမကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ကကဲတွေကိုဆရာဇင်ရောင်းနေနဲ့ဗီဒီမင်းများဆွံ့နှွေးတာမင်လို့တဲ့အခါ၃ညာကို၈ကိုလေးကိုတလေးလေးတလေးတို့ဘိုင်ဘာမတဲ့ဆက်သွဲမင်းများနိုင်ပါတယ်။ ကြာသမရင်းသားသမီးများတွေတပတ်စာဝေါ်စတန်ဒီရက်တွေအတွင်းမှာဘေးကျန်နှံ့ကျန်အခက်ခဲတွေကြုံရတတ်ပါတယ်ကိုယ်နောက်ဆက်ကန့်ကွက်မဲ့သူတွေနဲ့ပဲကြုံနေရတတ်တယ်မလုပ်ချင်တဲ့အလုပ်တွေလုပ်နေရတတ်တယ်ရည်ရွယ်ထားတဲ့အလုပ်တွေပြတ်သွားတတ်တယ်သူတို့ဘာရဲ့ကိစ္စတွေနဲ့အချိန်ကုန်နေလိမ့်မယ်ဒါပေမဲ့ကျေးဇူးမတင်တဲ့အပြင်မကောင်းမြင်ထင်လွဲတာတောင်းခံရတတ်ပါတယ်စကားများဖြေရှင်းရတတ်တယ်အဖို့ရန်ပစ္စည်းတွေဝယ်တဲ့ရောင်းတဲ့ကိစ္စတွေမှာလည်းထင့်ငေါ်လွဲချော်နေတတ်တယ်အောက်လည်းငယ်သားနဲ့ပတ်သက်ပြီးစိတ်နှခွဖြစ်စရာတွေကြုံရမယ်တခုခု းခံရတာပါတယ်ရေရင်းရေကန်ကိစ္စဆက်ညင်ရတယ်တဲ့ခရီးကိစ္စတွေလည်းအဆင်မပြေဖြစ်တာပါတယ်အချင်းရင်အိမ်တော်ကြီးမှာတော့အဖို့တက်တွေးပြေလည်သွားမယ်ညီအစ်တိုင်းရင်းကိစ္စအဆောက်အဦကိစ္စတွေအဆင်ပြေအောင်မြင်မယ်ဒီကဲသူလူကြီးအောင်လို့ရဲ့ကုညီဆောင်ဆောင်မှုတွေပေါ်လာမယ်ရင်းနှီးမြှုပ်နှံခြင်းလုပ်ငန်းတည်ထောင်ခြင်းပြုလုပ်တဲ့အချိန်ဖြစ်ပါတယ်ကံကောင်းစေသောကဏ္ဍများမှာတုံးတက်ကဏ္ဍများဖြစ်ပါတယ်ရရရညောင်ပေမှာအမိုက်လဲရင်းစူတောင်းလိုက်ပါလေဇာတာရိသသမီးများလုံးကိုစိတ်နှပြန်ကြမ်းမှချမ်းသာကြပြီးကံညာဝရိယ အသုံးချက်လုံးအကောင့်အောင်ကြိုးပမ်းတော်မူနိုင်ကြပါစေ။ကျန်တာပရိသတ်သမီးများအတွက်တိုက်ဆိုင်မှန်ကမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ကကဲတွေကိုဆရာဇင်ယောနီနဲ့ဗီရင်မင်းများဆွနွေးတိုင်ပင်လို့တဲ့အခါ၃၉၈၉လေးကိုတိလေးလေးတိလေးတို့ဘိုင်ဘာမတဲ့ဆက်သွဲမေးမြန်းနိုင်ပါတယ်။ တောက်ချန်သားသမီးများအတွေ့တပတ်စာဟောစတန်ဒီရက်တွေအတွင်းမှာမိတ်ဆွေဆရာသမားတွေရဲ့အကူအညီကောင်းတွေရတဲ့တယ်ပညာရေးကိစ္စသင်တန်းကိစ္စဘာသာရေးကိစ္စတွေနဲ့ခရီးသွားတာပါတယ်ပြပါခီစီစဉ်နေသူများလည်းအဆင်ပြေသွားမယ်မိရွယ်ပဲနဲ့အဖိုရန်ပစ္စည်းတွေဝင်လာတတ်ပါတယ်အမျိုးသမီးမိတ်ဆွေတယောက်ကြောင့်စိတ်ညစ်ရတဲ့တယ်အောက်လငယ်သားဒုက္ခပေးတတ်ပါတယ်တလိမ့်ဆန်းဒုက္ခပေးတတ်ပါတယ်ကျမရေးကိစ္စအတွေ့ခရီးသွားတတ်တယ်လူနာဧည့်သည်အပူသည်ရောက်လာတတ်ပါတယ်လုပ်ငန်းအောင်နေအောင်တွင်နဲ့ပြန်ပြီးပတ်သက်ရတဲ့ ယ်အလုတ်တော်ဝင်နေရာတိုင်းကကောင်းသောပြင်ဆင်ပြောင်းရွှေ့ရခြင်းတွေနဲ့ကြုံရမယ်ငွေကိစ္စတွေအလွဲ့လွဲ့အချော်ချော်ဖြစ်တတ်ပါတယ်တရားပေါက်ရမယ့်ငွေတွေလွှဲသွားတတ်ပါတယ်မြင့်ခုံဖြည့်ရှင်းရတဲ့တဲ့သူတစ်ပါးကိစ္စမှာလိုက်လံကူညီရတတ်ပါတယ်အချစ်ရေးအိမ်တော်ကြီးမှာတော့အင်မတန်စိတ်ချမ်းသာစရာတွေကြုံလာတတ်ပါတယ်ကံကောင်းစီသောကဏ္ဍများမှာ၆လေးကဏ္ဍများဖြစ်ပါတယ်ရရရမိခင်တော်ဆရာမစသူတို့ကိုငွေခုနှစ်ကဏ္ဍလိုပါလေတောက်ကြသားသမီးများလုံးကိုစိတ်နှပြချမ်းသာချမ်းသာကြပြီးကံညာဝရိယအသုံးချက်လုံးအကောင် ောင်းကြိုးပမ်းတော်မူနိုင်ကြပါစေ။နောက်ကြားသားသမီးများတွေတိုက်ဆိုင်မှန်ကန်မကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ကကတွေကိုဆရာဇင်အောင်နေနဲ့ဗီဒီယိုမြင်ဆွေးနွေးတိုက်ပွဲလုပ်တဲ့အခါ၃ညာကုန်း၈ကိုလေးကိုတလေးလေးတလေးတူဘိုင်ပါမထားဆက်သွယ်မေးမြန်းနိုင်ပါတယ်။ စနေသားသမီးများတွေတပတ်စာဟော့စတယ်ဒီရက်တွေအတွင်းမှာစိတ်ချမ်းသာစရာခီးအချိုးတူခီးတွေသွားပြင်မယ်နိုင်ငံရဲ့ချာစီစဉ်နေသူများလည်းအထမြောက်အောင်နေမယ်ရဝေးကဆွေမျိုးမိတ်ဆွေတွေနဲ့အမတ်မထင်ပြန်လည်စုံစည်းရတာပါတယ်ရဝေးကဆရာသမားကြီးကဲသူတွေကအကူအညီကောင်းတွေပေးလာလိမ့်မယ်အဖိုးတန်းပစ္စည်းနှမျိုးဝန်ထပ်ပါတယ်အောက်လင်ငယ်သားတွေကျမ်းမာရေးညံ့မယ်စိတ်ညစ်စရာဧည့်သည်ရောက်လာတတ်တယ်ရင်တွင်ဆက်တွေကြောင့်စိတ်ညစ်ရတာပါတယ်အခြေရေးအိမ်တော်ရေးမှာမောင်နှမသားချင်းကြောင့်စိတ်ရှုပ် ရမယ်။ယောဂအောင် ပြဿနာအောင်တွင်တတိပြုပါ။အနည်းကကြည်ခဲသူတွေနဲ့စိတ်သဘောကွဲရတတ်ပါတယ်။အလုံးမှရှိတော့ရခဲ့နောက်ဆုံးရခဲ့အချိန်မျိုးကြုံရတတ်ပါတယ်။မထမတ်တဲ့နေရာကငွေတွေအများကြီးဝင်လာတတ်ပါတယ်။ချစ်သူအိမ်နောင်ဘက်မှာငွေပစ္စည်းပျောက်တတ်တယ်။ကံကောင်းစင်သောကဏ္ဍများမှာခွန်ငါကဏ္ဍများဖြစ်ပါတယ်။ရရေရဖခင်ဦးလေးဦးကြီးဇယစသူတို့ကိုငွေရှိကဏ္ဍလှူပါလေ။ဇနေသားသမီးများလုံးကိုစိတ်နှပြကြံ့မှန်ချမ်းသာကြပြီးကံညာဝရိယာသုံးချက်လုံးအားကောင်းအောင်ကြိုးပမ်းတော်မူနိုင် ြပါစေ။ဇနီးသားသမီးများအတွေ့တက်ဆိုင်မင်္ဂမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ကဲကဲတွေကိုဆရာစင်ရောင်းနေနဲ့ဗီဒီယိုမြန်ဆွနှွေးတိုင်မြင်လို့တဲ့အခါဒုံညာကိုရှေကိုလေးကိုတလေးလေးတလေးတို့ဘိုင်ဘာမတဲ့ဆက်သွဲမင်းမြန်နိုင်ပါတယ်။ ကျေးဇူးတင်ပါတယ်မြမရိုးရာပေရင် channel မှာနာမည်ကြီးပေရင်ဆရာများရဲ့နေစဉ်ဟောစရံများအပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရရာတို့ဟောအချိန်နဲ့တပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမရိုးရာပေရင် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တနိုင်းသိအောင်လဲဘေးနောက်ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်